တိုဘာလ10ရက်နေ့ညနေပိုင်းမှာထိုင်းလူဝင်မှုကြည်ကြဲရေးတပ်ဖွဲ့ကထိုင်းနိုင်ငံအတွင်းကိုစားရဲစားတဲ့အတူတွေနဲ့ခိုးဝင်ပြီးမြန်မာဘက်ကအကြဖြန့်လုပ်ငန်းတွေစီးသွားရောက်မဲ့အာဖရိကန်73ဦးနဲ့အတူထိုင်းလူမျိုးလူမောင်ခိုးသမားတွေကိုပါဖမ်းဆီးနိုင်ခဲ့ပါတယ်။ဘန်ကားတစ်စီးနဲ့အာဖရိကရွှေ့ပြောင်းလို့သား9ယောက်ခီးသွားဘတ်စကားနဲ့အာဖရိကန်6ယောက်တို့ကို ဟရိုင်ခရိုင်အမှတ်နဲ့အာရှလမ်းမကြီးပေါ်မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။အသက်52နှစ်အရွယ်ထိုင်းမျိုးသားနာဆာကန်ဆိုသူက လူမောင်ခုမှုအတွက်ဝန်ခံထားပြီးသူ့ကို မလေးရှားပွဲစားသူကအမေရိကန်ဒေါ်လာ4920နဲ့ညီမျှတဲ့ခရစ်တိုငွေကြေးနဲ့ပေးချေပြီးမြမကြားဖြန့်လုပ်ငန်းတွေဘက်ကို ပို့ဆောင်မှုစေခိုင်းခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာပထမဆုံးချိန်မဟုတ်ပဲ အာဖရိကရွှေပြောင်းလုပ်သားတွေကိုမြန်မာကြားဖြန့်လုပ်ငန်းတွေစီအကြိမ်ပေါင်းများစွာပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လဲဝန်ခံထွက်ဆိုထားပါတယ်။ဒီအာဖရိကသားတွေဟာထိုင်းနိုင်ငံအတွင်း၃ရက်တာအလဲပတ်ခီးလာရောက်ချင်းတာဖြစ်တယ်လို့ထွက်ဆိုနေတဲ့အတွက်မိမိသဘောဆန္ဒအရမြန်မာဘက်ကိုကြားဖြန့်အလုပ်တွားရောက်လုပ်လို့ခြင်းထက်လူမောင်ခိုကူးခံရသူတွေပိုဖြစ်နိုင်တာကြောင့်ဂွင်းဆက်လူမောင်ခိုဂိုင်းကို ဖော်ထုတ်နိုင်ရင် ဆက်လက်ဆောင်စမ်းသွားမယ်လို့ထားရဲတဲ့ဖွဲ့ကထုတ်ပြန်သွားပါတယ်။